အဲကျွန်တော်ခြိုက်တဲ့ပုံကိုတယောက်ပါနေတိုးပေါ့ဗျာအာကျွန်တော်စောင့်ခြိုက်တော့ဗျာဒီဘဲရောဒါမဲ့ဒီဘဲကနောက်တစ်ခုကလည်းမထင်သားဘူးဆိုတော့ရခိုင်ကြီးရဲ့အသင်းနှလုံးပဲလေအဲဒါရခိုင်ဆိုတော့လည်းလက်ရှိမှာလုံးဝအမှန်ကန်ဆွဲနေတဲ့လူတွေဗျာအရန်မိုက်တယ်ဗျာရခိုင်ကအခုလက်ရှိမှာအဲ့လိုနေထားမျိုးဒီလိုကားမျိုးရိုက်မယ်လို့ကျွန်တော်မထင်လိုက်ဘူးဗျာအဲ့ဒါတော့စောင့်ဟန်အသင်းသားလား ဲ့တော့ဗျာကျန်တဲ့ကောင်တွေကတော့မပြောလို့ပါဘူးကျန်တဲ့ကောင်တွေကဖက်ခွက်စားရတယ်ဆိုတော့ကျွန်တော်မပြောလို့ပါဘူးဒီကောင်တွေဘာပဲလုပ်လို့ပါဒါဒါတမိုင်းပဲသူတို့တမိုင်းသူတို့ရဲ့ဖြတ်လို့မရတဲ့အမဲဆက်ကိုသူတို့ကိုယ်တိုင်သူတို့လှုပ်လိုက်တာနိုင်ငံတော်တစ္ဆာဖောက်ဖြစ်ပုံကန်ထားတဲ့ရန်စွဲကောင်နဲ့ပူပေါင်းတော်တဲ့အကြမ်းဖက်အားပေးတွေပဲဖြစ်တယ်ဒါကြောင့်မလို့အကြမ်းဖက်အားပေးတွေဖြစ်တဲ့အတွက်ဒီနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအလို့ကဒီလိုအကြမ်းဖက်ဓမ္မတွေကိုလုံးဝလက်ခံခွင့်မရှိဘူးတော်လန်ကြီးလုပ်နေတဲ့သူအပေါင်းအလုံးကိုသိသိချင်းတယ် ခဏလေးရန်အောင်အင်ချိကိုကြောင်းပြီးတော့ဘုံခွဲပြီးတော့တတိပေးလိုက်တာတတိပေးစရာဘာအကြောင်းမလဲတခါတည်းအပြက်ရှင်းတခါတည်းအပြက်ရှင်းတခါတည်းအပြက်ရှင်းခါတည်းအပြက်ရှင်းသူတို့ကတက်တတိရှိရှိသူတို့ထသူတို့သူတို့ဘာဆိုတော့ချက်ပြရဲတာနော်အဲ့ဒီတော့ကိုဘက်ကလောက်တဲ့နေရာမှာပြက်သားဖို့ပဲလိုတယ်။နော်အဲ့တော့ကိုဘက်ကလောက်တဲ့ဒူတွေပဲပြက်ပြက်သားသားရှိဖို့လိုတ စစ်တပ်အပေးအမှုပညာရှင်များကိုအရေးယူတော်မူဟုရန်ကုန်ဝန်များပူးတွဲကြညာရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ငါးဖွဲ့သည်အကြမ်းဖက်စစ်တပ်၏ဝါရဖြန့်ရွေးကောက်ပွဲကိုထောက်ခံအားပေးပြီးတော်လှန်ရေးကိုပုံဖြတ်ခဲ့သောအမှုပညာရှင်များကိုပြင်းပြင်းထန်ထန်အရေးယူတော်မူဟုယနေ့အောက်တိုဘာ28ရက်နေ့တွင်ပူးတွဲကြညာချက်ထုတ်ပြန်လိုက်သည်ပြင်ပထားခံရသူများနှင့်ဆွဆွဲချက်များ ဝါရဖြန့်ဆက်ကားဖြစ်သောဖြစ်သမိုင်းကိုဒုံစီမိသူများတွင်ပါဝင်တရုတ်ဆောင်ခဲ့သည့်နမည်ကြီးအမှုပညာရှင်16ဦးကိုအညံ့စာအဖျင်းစာစစ်ကော်မရှင်လက်ကင်တုံများဖြင့်တတ်မှတ်ခဲ့သည့်အဓိကပါဝင်သူများနေတိုးမြင့်မြတ်နေဝင်အေဂျင့်မောင်ချူလေးမင်းမြို့အောင်ခိုင်ငပြောကျော်စသည့်တရုတ်ဆောင်များပါဝင်သည့် ဆွဆွဲချက်များစစ်ရာဇဝတ်မှုများကိုကျူးလွန်နေသောအစိုးရအားအားပေးမြောက်စားခြင်းရွေးကောက်ပွဲအတူကိုထောက်ခံခြင်းအပြင်ယုံကြည်ချက်ကြောင့်တော်လှန်နေသောလူငယ်တို့ကိုစော်ကားခြင်းစကားမတဆင်တော်လှန်ရေးကိုမဟုတ်မမှန်ဖော်ပြခြင်းနှင့်ရွေးကောက်ပွဲဆန့်ကျင်သူများကိုချင်းချောက်ပုတ်ခတ်ခြင်းတို့ဖြစ်သည်ပြုများ၏ပြတ်သားသောဆုံးဖြတ်ချက်အဖွဲ့များသည်ဤနုပညာရှင်များကိုအေးအေးယူရန်အတွက် ်ရင်းတို့၏အချက်လက်များကိုရရှိထားပြီးဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည့်အက်ကောင်တွေကမိသူကိုမဆိုတွေ့တဲ့နေရာမှာတိုက်ခိုက်ရှင်းလင်းသွားမှာပါပြည်သူလိုမရှိတဲ့မိသူမဆိုကျွန်တော်တို့ရန်သူပါပဲဟုရန်ကလာမီရန်မတာဝန်ရှိသူတို့ကပြတ်သားစွာပြောကြားခဲ့သည်အောက်များကပြည်သူလူထုအနေဖြင့်လည်းဤနုပညာရှင်များအား boycott social punishment လူမှုရေးပြစ်ဒဏ်ကိုပြင်းပြင်းထန်ထန်ခတ်ကြရန်တိုက်တွန်းနှိုးဆော်ထားသည့်ပူးတွဲကြေညာချက်ထုတ်ပြန်သောရန်ကုန်ဝါကဖွဲ့များမှာ Yangon Army via Dark Shadow Operation Flame of Mothers and Yangon Force Broken System ဖြစ်ကြသည်ဒီမှာတော့ဖက်ခွက်စားတွေကများတယ်ဆိုတော့အာဒါဖြစ်လာမှာဆိုတော့ထင်မိတာဒါပေမဲ့မထင်တာကအဲကျွန်တော်ခြိုက်တဲ့ပုံကိုတောင်ပါနေတူပေါ့ဗျာအာကျွန်တော်စောင့်ကြိုက်တော့ဗျာဒီဘဲရောဒါပေမဲ့ဒီဘဲကနောက်တစ်ခုကလည်းမထင်သားဘူးဆိုတော့ရခိုင်ကြီးရဲ့အသင်းနှလုံးပဲလေအဲဒါရခိုင်ဆိုတော့လည်းလက်ရှိမှာလုံးဝအမှန်ကန်ဆွဲနေတယ် လူတွေဗျာအရန်မိုက်တယ်ဗျာရခိုင်ကအခုလက်ရှိမှာအဲ့လိုနေထားပြီးမှသူဒီလိုကားမျိုးရိုက်မယ်လို့ကျွန်တော်မထင်လိုက်ဘူးဗျာအဲ့ဒါတော့စောင့်ဟန်အသေးနာအဲ့တော့ဗျာကျန်တဲ့ကောင်တွေကတော့မပြောလို့ပါဘူးကျန်တဲ့ကောင်တွေကဖက်ခွက်စားရတယ်ဆိုတော့ကျွန်တော်မပြောလို့ပါဘူးဒီကောင်တွေဘာပဲလုပ်လို့ပါဒါဒါတမိုင်းပဲသူတို့တမိုင်းသူတို့ရဲ့ဖြတ်လို့မရတဲ့အမဲဆက်ကိုသူတို့ကိုယ်တိုင်သူတို့လှုပ်လိုက်တာတခုပဲကျွန်တော်တို့ဒီเจ้าဝန်နဲ့ပတ်သက်ပြီးကျွန်တော်အများကြီးပြောခြင်းဘယ်သူတွေပါတယ်ဘာဖြစ်ဆိုတော့ဒီကောင်တွေကိုတက်ပြုတ်ရင်လည်းဒီကောင်တွေက ီးတဲ့တိုင်းပဲဒီမှာကိုကိုပေါ့တော့ဘာလို့ပြောတာလဲအများကြီးရှင်းနားထောင်ကြည့်သူတို့ဘာပဲကြောက်လို့ပဲလို့ဘလို့ပဲလို့ပြီးရင်ကျွန်တော်တခုပြောရဲတယ်တကယ်မို့ဒီတော်လိုင်းကြီးသာအောင်မြင်သွားကြည့်သူတို့ကိုပေါ့တော့အများကြီးပြောထားတဲ့အတိုင်းပဲဒီတော်လိုင်းကြီးသာအောင်မြင်သွားကြည့်အဲ့ဒီကောင်တွေကိုမျက်စိရှုပ်စွာနဲ့ကျွန်တော်တို့မြင်ရအောင်ပဲကျွန်တော်တို့ကအဲ့တော့ဘလို့ကြောက်ကျွန်တော်တို့ကပါဝင်ခဲ့ရပါတယ်ဘာညာငိုပြချူပြမယ်ပြီးရင်ပတ်စံရဖို့တော့လှုပ်ထားတာဗျာစင်းစင်းလေးဗျာကားတစ်စီးရိုက်တယ် ကားတစ်ခါရိုက်တယ်ဗျာဒီကောင်တို့သိန်းတစ်ထောင်ကြီးပါလောက်ရတဲ့ကောင်လေဗျာသိန်း200လောက်လူပြပြီးတော့ဆာယောဒီဒီကိုင်မိထွက်လာမှမြင်အောင်ပါသေးတယ်အဲ့ခါကျရင်တော့ခင်ဗျားတို့အာမပေးမိစင်းတယ်အခုလှုပ်ရမယ့်အလုပ်ပဲကျွန်တော်ပြောချင်တယ်အဲ့ဒါ boy god တေးသေးချာချာကိုလှုပ်ရမယ့် boy god boy god ဆိုတာနာနာလေးနားလေးပြောရင်သူတို့နဲ့ပတ်သက်တဲ့သူတို့ကြော်ညာတဲ့ပစ္စည်းမှန်သမျှကိုတော့မသုံးဘူးဒါတကယ် boy god ဆေးရထားလိုက်ပါသူတို့ပါဝင်တဲ့ဗီဒီယိုတွေမကြည့်ဘူးသူတို့ကိုအာမပေးဘူးသူတို့ Facebook account တွေမှာကိုယ်တွေအာ unfriend လောက်ထိုင်ရင် cancel request လောက်မှာ follow လောက်ထိုင်ရင် unfollow လောက်မှာဒါမျိုးတွေနဲ့ကျွန်တော်တို့ကလုံပြရမယ်ခင်ဗျားတို့အရင်ချစ်တဲ့လူတွေကျွန်တော်ထင်ပါတယ်ဒီကောင်းနေရာမှာနေနေတဲ့လူတွေလည်းဒီတိုင်းပြည်မှာမြန်မာနိုင်ငံမှာမဖြစ်လို့နေနေကြတာပါကျွန်တော်နားလဲပါတယ်ဒါပေမဲ့မပါဝင်ချင်းဖြစ်ကူညီကြပါဒီလိုမျိုးပေါ့မဟုတ်ပင်နဲ့မပါဝင်ချင်းဖြစ်အာပျော်ရွှင်ပြနေခြင်းဖြစ်မလုပ်ကြပါနဲ့ မပါဝင်ချင်းပြကူညီကြပါအဲ့ဒါလိုပဲတချို့လူတွေလည်းဒါတိတိနဲ့အမှန်မှောက်တိတိနဲ့လည်းမတက်တာလို့နေနေရတာမျိုးပဲရှိမှာပါဒါပေမဲ့ဒီကောင်တွေအခုဒီလိုလောက်တာကြီးရတော့နည်းနည်းပြင်းလုံးနေဗျာတလားဒီကောင်တွေရဲတယ်ဗျာဒီစကားတွေပြောပြီးဒီကားတွေရရင်ဒီလိုဖြစ်မှာဆိုတော့ဒီကောင်တွေကကိုရီးယားတိတယ်တလားခင်ဗျားတို့ကျွန်တော်တို့လည်းဒီကောင်တွေဆရာတွေဒီတွင်ထဲမှာဒီ industry ထဲမှာဒီကောင်တွေဆရာကြီးတွေ အဘာကြောင့်ပြောလဲသူတို့ကသူတို့မသိလိမ့်မယ်ဒါသူတို့အမေဆက်ပဲအဲ့တော့အများကြီးပြောတော့ဒီဖက်ကောစားတဲ့တစ်ခုပဲကျွန်တော်တို့လူမျိုးတွေကခင်ဗျားတို့တွေဟောတစ်ချက်လောက်လာမအောင်နေနဲ့မနေထုံးမကားလို့ဘာကောင်းပြခင်ဗျားတို့ cancel လုပ်ခင်ဗျားတို့ဘွိုင်းကောင်ခင်ဗျားတို့နာတက်ပါစီကျွန်တော်လူမျိုးတွေကမနာတက်ဘူးတစ်ချက်ပဲပြီးမှအိုးသူတစ်ချက်လောက်ရတာပါသူစိတ်တမရှိပါဘူးမဟုတ်ဘူးအဲ့ဒီဘွိုင်းကောင်တတိယလို့အပူတွေလောက်ပြီးတော့လေအာလိုင်းမောင်မထောသားမထွက်ပြနဲ့မရက်သုံးရက်စာလောက် တပတ်စာလောက်တလားစာလောက်ဒေါသမထွက်ပြန်လဲတက်တက်လုံစာ point ကောက်လောက်ပါတကယ်ခင်ဗျားတို့တို့ဒီဟာကိုလက်မခံဘူးဆိုရင်ဒါပါပဲဒါလေးပဲပြောချင်တယ်အဲ့တော့ဒီ focus စာတွေကြောင့်ကကျွန်တော်တိတ်အများကြီးပြောချင်တာမရှိဘူးဒါဒီကောင်တွေလုံနေကြအလုပ်တွေထဲမှာဒီ to do စမ်းတော့အင်းဒီတိုးဆိုတဲ့ကောင်စောက်ဟုံးတော့မရှိဘူးလို့ပဲပြောချင်ပါတယ်ဒါတော့ပါပဲရင်မင်းတို့ညီကောင်မောင်မအများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဗျာဒါဒီကလေး ကျွန်တော်တို့ယမတ်ဂျင်းတူတွေပေါ့နော်ယမတ်ဂျင်းတူတွေကိုယမတ်ဂျင်းတူလာရောမတူလာရောစိန်ခေါ်မှုတရပေါ့စိန်ခေါ်မှုတရပေါ့အခုအဒီအကျံဖက်စအာနာရှင်ရဲ့လုံမဲ့အတူရောင်ရွေးကောက်ပွဲမှာရှင်းတယ်ကုလသမဂ္ဂလည်းလက်မခံတယ်လို့အာဆီယံကလည်းသူတို့မူဝါဒ၅ချက်နဲ့ သူတို့မူဝါဒငါးချက်နဲ့မညီသရွေ့အာဆီယံသက်ပိုင်ခွင့်မရှိကြလို့ဒီရွေးကောက်ပွဲကိုလည်းလက်မခံဘူးရှင်းတယ်နော်ဒေချာနာထောက်ဘိုဘကဘောမတောက်ဒေချာနာထောက်မင်းတို့တကယ်တရားမြတ်တစွာနဲ့လွတ်လပ်ပိုင်ခွင့်ရွေးကောက်ပွဲလုပ်မယ်ဆိုရင်မင်းတို့ကငါစိန်ခေါ်ချက်တစ်ခုထုတ်တယ် ခုမင်းတို့လုံမဲ့အတူရောင်ရွေးကောက်ပွဲမှာမင်းတို့ကို၆ခန်းနဲ့မင်းတို့အပိုင်းဝိုင်းရှိတယ်လို့မင်းတို့ကိုဆန့်ကျင်တဲ့အတန်ကိုလည်းမင်းတို့နားထောင်ရဲရမယ်အဲ့လိုတတ်သိရှိရှိလုပ်ရတယ်အဲ့ဒါဆိုရင်ငါရဲ့စိန်ခေါ်မှုကိုမင်းတို့ကြိုက်လို့စီရင်လို့ရတယ်အခုမင်းတို့လုံမဲ့ရွေးကောက်ပွဲမှာ 老下面了叫娘，喏，下面我掏干木细的路，干怪木来细点细无数了，下面这一问叫娘来，喏，下面中央路面有高坡嘛，下面我掏干木来路细的路，干怪在边头啊不老听喵喵的数了，下面又刚刚的卡来，下面叫娘来，阿妈，下面怎样？ ဟမ်မင်းတို့ကအခုအကြောက်တရားနေနဲ့ဟာလားအာနာပါဝါလက်လက်နေနဲ့မင်းတို့ကပြည်သူတွေကိုချင်းချောက်ထားတဲ့ခါကြတော့လူခွင့်ရင်ပြောဆိုပိုင်ခွင့်အခွင့်ရေးဆိုတာပြည်သူတွေကမင်းတို့ပါဝါအာနာပါဝါကြောက်ပြီးတော့မပြောရဲတာပဲရှိတယ်မင်းတို့တရားဝင်ကြော်ညာလိုက်မင်းတို့ရုပ်သံတွေကရေဒီယိုကောဒီမင်းတို့ channel tv တွေကောအကုန်လုံးကြော်ညာမင်းတို့ထောက်ခံတဲ့လူကဘယ်လောက်ရှိမလဲ မင်းတို့ကိုကန့်ကွက်ပြီးတော့ကန့်ကွက်ဒီရွေးကောက်ပွဲကကန့်ကွက်ပါလေဆိုတဲ့အမှန်ကဘသူကပုံများမလဲဆိုတာမင်းတို့တရားဝင်ကြော်ညာလိုက်သတိရှိလို့ရှိရင်ကြိုက်တဲ့ကောင်ကိုစိန်ခေါ်တယ်နော်ကြိုက်တဲ့ကောင်ကိုစိန်ခေါ်တာမင်းတို့တရားဝင်ကြော်ညာလိုက်မင်းတို့ကိုပြည်သူတွေကဘလောက်ထိထောက်ခံမလဲမင်းတို့ရဲ့အတူရောင်ရွေးကောက်ပွဲတွေကိုပြည်သူတွေကဘလောက်ထိကန့်ကွက်ရှုတ်ချမလဲဆိုတာမင်းတို့သတိရှိတယ် ကြော်ညာလိုက်ကြော်ညာပြီးငါစိန်ခေါ်ချက်ကိုငါလက်ခံပေးမယ်โอเคလားစင်ပြေလားဟမ်အခုတော့ဘွန်ကွမ်းလာလေဟုတ်လားကုလသမဂ္ဂကောမင်းတို့ရွေးကောက်ပွဲကိုလုံးဝအသိမမပြုတ်ဘူးဆိုတာတရားဝင်ကြော်ညာလာတယ်အဲ့တော့ဒီအာဆီယံကလည်းမင်းတို့ရဲ့ရွေးကောက်ပွဲကိုသူတို့ရဲ့မူဝါဒငါချက်နဲ့မကန့်ညီဘူးလို့ရှိရင်မင်းတို့ရဲ့အစုရောင်ရွေးကောက်ပွဲကိုလက်ခံမှာမဟုတ်ဘူး အဲ့တော့ငါရဲ့စင်ခေါ်ချက်အပေါ်မှာလက်ခံရတဲ့လူရှိလာခဲ့မင်းတို့ကြော်ညာတခါတိုင်းမင်းတို့ကြော်ညာလိုက်ဒုလန်စွာပြောဆိုပိုင်ခွင့်ဝေဖန်ပိုင်ခွင့်စံချိန်ပိုင်ခွင့်ရှိပါလေဆိုပြီးတော့မင်းတို့ရဲ့ရုပ်တံလေလိုင်းရုပ်တံတွေဟောလေလိုင်းတွေဟောအကုန်ကြော်ညာမင်းတို့ဘသူကဘလောက်ဘယ်ပြည်သူကဘလောက်ထိ၆ခံမှုရှိတယ်လဲ 买笔录啊,明啊比如比如，没有赶快写下，那报名的来说啊，没有四样我标了。那些新考卷来看来说，价格高那个，那哎我标了但比如也删了，我录了说啊，阿三偷板柜，我没有交你，现在老我拿到了，阿过来没有去搞过呀？可怜的是还是呀了，没有交四那钱。 ဟမ်ရွေးကောက်ပွဲမဝင်ရသေးဘူးတဲ့28နေရာကနိုင်သွားပြီတဲ့ဟမ်မင်းတို့ရဲ့ရွေးကောက်ပွဲရက်ကွက်တွေကခလေးတွေမဟုတ်လူစားတဲ့အဆင်တော့မရှိဘူးမင်းတို့ဆောက်ရှက်မရှိကြဘူးလားဆောက်ရှက်ရှူဆိုတာရောမင်းတို့မှာရှိရောရှိရောရှိသေးရဲ့လားမင်းတို့စဉ်းစားကြည့်စမ်းအဲ28လရရွေးကောက်ပွဲမဝင်မနဲ့နိုင်နေပြီတဲ့အဲ့ဟောလေ ငါဝယ်ကပ်ပြီမဲ့စောက်ရှဲကိုငါဝယ်ကပ်ပြီမဲ့မင်းတို့သခိုးချမ်းဖို့ပါတီတို့ငါဝယ်ကပ်ပြီမဲ့ရှင်းနေတော့ငါပြောတာဟမ်စောက်ရှဲဆိုတာဝယ်ကပ်ပြီရမလို့တော့ဖြစ်နေပြီကွာအဲ့တော့ခွာချမဲ့ကောင်းလေမင်းတို့ကောင်းဟမ်အဲ့တော့ခွာချမဲ့ကောင်လေးစောက်ရှက်တပြားမှမရှိပဲနဲ့မင်းတို့အဲ့ဒါကြောင့်မို့မင်းတို့တန့်ခိုင်ရအောင်ပခိုးပါတီကစောက်အရေးချင်းမပြောနဲ့ 少生我们自家，生命也拿多了。少生我们自家，比如爱健康因素来把地收了，咋可好说吧？阿、啊、哥哦，越搞越你那了呢，样？过业生产没把地飘飘在楼里了，哈哈哈哈哈哈！哎，哪拉瓜这样哪当回事了啊，哈哈哈哈哈哈！ အခုလက်ရှိမြန်မာနိုင်ငံကဘလို့ဖြစ်နေတာလဲဆိုတော့ပြည်သူလူထုခေါင်းပေါ်ကိုလင်းရင်တွေနဲ့ဘုံအကျဲမခံခြင်းရင်စစ်တပ်ကို အရှုံးပေးပါစစ်ကြောင်းထိုးရွာတွေကို မီးရှို့မခံခြင်းရင်စစ်တပ်ကို အရှုံးပေးပါစစ်တပ်ကရည်ရွယ်ချက် ရှိရှိနဲ့ပြည်သူလူထုကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတယ်ဒီဒုက္ခတွေကို မခံစားနိုင်ရင်စစ်တပ်ကိုအရှုံးပေးပါဆိုပြီးတော့စစ်တပ်ရဲ့မီဒီယာတွေစစ်တပ်ရဲ့ ဝါဒဖြန့်ချီရေးတွေစစ်တပ်စစ်တပ်လက်အောက်ခံအမှုပညာသမားတွေကရုပ်ရှင်တွေဗီဒီယိုရိုက်ပြီးတော့တစ်ဖက်မှာဝါဒဖြန့်အဲ့တော့တစ်ဖက်မှာစစ်တပ်ကပြည်သူလူထုကိုကြီးရွယ်ကြက်ရှိရှိနဲ့ပြစ်မှတ်ထားတိုက်ခိုက်တပ်ဖြတ်ပုံစင်းလုံးကြီးအလုတ်ကန်ရှားပါအောင်ကြီးရွယ်ကြက်ရှိရှိစနစ်တကျကြိုတင်ပြင်ဆင်ပြီးတော့တိုက်ခိုက်တယ်တပ်ဖြတ်တယ်ဒုက္ခပေးတယ်တစ်ဖက်မှာလည်းစစ်တပ်မီဒီယာတွေရုပ်ရှင်သမားတွေအမှုပညာသမားတွေကဒီဒုက္ခတွေမခံစားချင်ရင်စစ်တပ်ကို အရှုံးပေးပါဆိုပြီးတော့ရည်ရွယ်ဝါဒတွေဖြန့်တယ်အဲ့တော့ကျွန်တော်တို့ပြန်စဉ်းစားကြည့်ရအောင်ပါ တကယ်ပဲကျွန်တော်တို့စစ်တပ်ကို အရှုံးပေးလိုက်ရင်ဒီဒုက္ခတွေထာဝရပြင်းငိမ့်သွားမလားအခုမြန်မာ နိုင်ငံခုလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကကမ္ဘာမှာနိုင်ငံသားထွက်ကြုံခံရတဲ့လူဦးရေအများဆုံးနိုင်ငံငတ်မို့ခေါင်းမှမှုအများဆုံးနိုင်ငံစင်းရဲနေကြမှု အကြီးဆုံးနိုင်ငံကမ္ဘာမှာဝင်ငွေအ ਨੇ ဆုံးနိုင်ငံကျန်းမာရေးစောက်ရှောက်မှုပညာရေးအနှိမ့်ကျဆုံးစုပြတ်သက်ဆုံးနိုင်ငံအဲ့တော့ဒါတွေဖြစ်လာအောင်ဘယ်သူတွေကလုပ်ခဲ့တာလဲအခုတိုင်းပြည်စီပူလို့ဒီလိုဖြစ်တယ်ပြောရအောင်လဲအခု2023စစ်သက်အာဏာသိမ်းပြီးတော့ပြည်သူလူထုတွေဒုက္ခရောက်မှုမတိုင်ခင်ရှေ့မှာနှစ်ပေါင်း80ကျော်နေဝင်တိုင်းပြည်ကိုနှစ်ပေါင်း20ကျော်စိတ်တိုင်းကြတယောက်တည်းလှုပ်ချင်တော့လှုပ်ပြီးအုပ်ချုပ်ခွင့်ရခဲ့တယ် ဘာမှသိုးတက်မလာဘူးရှိပီးတာအခြေအနေကနေဘဝပြည့်မွဲသေးလာတယ်။အဲနေဝင်းလက်ထက်တုန်းကတော့စင်ပိန်ရင်ကျွဲလောက်ကြံသေးတယ်ဆိုပြီးတော့မှရှိခဲ့သေးတယ်။တခါတန်းရွှေနှစ်ပေါင်း20ကျော်စစ်တပ်ကစစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တယ်။သိုးတက်လာလား။နော်အတိုင်းပြည်အေးချမ်းတဲ့ပြည်သူလူထုတွေစစ်တပ်ကိုဘာမှမဆန့်ကျင်ဘူး။ဒီတိုင်းရင်းသားပြည်နယ်တွေနေဆက်တွေမှာအနှဲငယ်တိုက်ပွဲဖြစ်တာကလွယ်လို့တိုင်းပြည်တအားအေးချမ်းတယ် တန်းရွှေစိတ်တိုင်းကြနှစ်ပေါင်း20ကျော်အုပ်ချုပ်ခွင့်ရခဲ့တယ်။တိုင်းပြည်ဘာဖြစ်လာလို့လဲ။နော်။စာတင်ချောင်းတွေ၊ဆေးရုံတွေဆိုတာကသူများနိုင်ငံကနွားတင်းကုတ်။ဟိုတင်းကြိုင်းကုန်းဇရက်လောက်ပဲရှိတဲ့အခြေအနေတွေရောက်အောင်မွေးပြန်ကြသွားတယ်။မြန်မာထက်ဆင်းရဲတဲ့အိမ်ကြီးချင်းနိုင်ငံတွေအားလုံးကိုကျွန်ထွက်ခံရတဲ့အထိတိုင်းပြည်ကဆုတ်ပြတ်သက်သွားတယ်။အဲ့ဒီအချိန်တုန်းကပြည်သူလူထုကမြို့ပေါ်မှာရှိတဲ့ပြည်သူလူထုကစစ်တပ်ကိုမဆန့်ကျင်ဘူး။ စစ်တပ်ကိုမတော်လှန်ဘူးတိုင်းပြည်အေးချမ်းနေတာပဲဘာလို့မတိုးတက်လာသလဲအဲ့တော့ဒီကနေ့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အရာတွေကိုဒုက္ခမခံစားချင်တော့ရင်စစ်တပ်ကိုအရှုံးပေးပါဆိုပြီးဝါဒဖြန့်နေတဲ့လူတွေစစ်တပ်ကိုအရှုံးပေးဖို့စဉ်းစားနေတဲ့လူတွေအဲ့တော့ဒါလေးတွေကိုအမှတ်ရဖို့လိုအပ်တယ်အဲ့တော့စစ်တပ်ကိုအရှုံးပေးလိုက်ရင်နောက်ဆက်တွဲဘာတွေထပ်ဖြစ်လာမလဲဆိုတော့ကြီးရွာအုပ်ချုပ်ရေးမှုရွာလူကြီးတွေစစ်သားမျိုးပေါ်အုပ်ချုပ်ရေးမှုအရာရှိတွေ စစ်သားအစိုးရယုံဌာနတွေအရာရှိတွေကစစ်သားနော်လွှတ်တော်ထဲမှာစစ်သားအစိုးရဝင်ကြီးတွေစစ်သားတမရဝင်ကြီးချုပ်တွေစစ်သားစီးပွားရေးသမားလူချမ်းသာလုပ်ငန်းရှင်တွေစစ်သားသားသမီးဆိုတော့အဲ့ဒါလေးကြီးပဲဖြစ်လာရင်ငါတို့ပြည်သူလူထုကဘာဖြစ်လာမလဲဆိုတော့ပြည်သူလူထုကစစ်ကြုံပေါ့เนาะအဲ့တော့နိုင်ငံရဲ့အခွင့်ထူးခံ ကောင်းစားတဲ့အရာတွေမှန်လို့များစစ်သားနဲ့စစ်သားသားသမီးတွေပဲပိုင်ဆိုင်သွားရင်ပြည်သူလူထုကဘာဖြစ်မလဲဆိုတော့ကျွံဖြစ်မှာပေါ့ကျွံတော်မှရိုးရိုးကျင်ကျွံမဟုတ်ဘူးဗျနှစ်ချက်ကွမ်းကျွံပြည်တွင်းထဲမှာနေရင်စစ်တပ်ရဲ့ကျွံပြည်ပထွက်ရင်နိုင်ငံသားကျွံနှစ်ချက်ကွမ်းကျွံဖြစ်မှာအဲ့တော့အဲ့ဒီဘဝကနေကျွန်တော်တို့ထာဝရလွတ်မြောက်ဖို့ဆိုရင်လက်ရှိရင်ဆိုင်နေရတဲ့ဒုက္ခခက်ခဲကိုကျွန်တော်တို့အားလုံးလက်သွဲညီညီတင့်ကြံ့ခံ တန်မာစွာနဲ့ရင်ဆိုင်ကြိုဖြတ်ပြီးတော့ဒီစစ်အာဏာရှင်တွေကိုအဆုံးခန်းတိုင်တိုက်ခိုက်တော်လှန်ပြီးတော့မြန်မာနိုင်ငံဒီစစ်အာဏာရှင်ကင်းစင်ပြီးတော့မှဖွံ့ဖြိုးတိုးတက်ပွင့်လင်းလွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံတစ်တခုကိုကျွန်တော်တို့ထူထောင်နိုင်မှတာလင်လက်ရှိကျွန်တော်တို့ဘဝတွေရောနောက်မှမွေးဖွားလာမဲ့မြန်မာနိုင်ငံရဲ့ရင်လွေးငယ်အနာဂတ်မျိုးဆက်တဲ့လူငယ်တွေအားလုံးရဲ့ဘဝပါပြောင်းလဲ သွားမှာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့ရဲ့အနာဂတ်ပန်းတိုင်အတွက်ကျွန်တော်တို့ရဲ့